ိုးအရင်တော့ကကြတော့ဒီထမိန်ဆိုတာရုံညံ့နေပေါ့နော်အမျိုးသမီးတွေအဲအကြောင်းထမိန်တန်းအောက်ဝင်ဖုံးနှိမ်ပြီးတို့ဒါမျိုးကိစ္စတွေဖုံးဆိုတဲ့ဟာနဲ့ပေါ့နော်ဒီဒီဟာနဲ့ပြီးတော့ gender role ဆီကိုဒီကနေပြီးတော့သတ်မှတ်ပြီးတော့သူကလောက်တာပေါ့အဲ့တော့အဲ့ဒါကိုပထမတစ်ခုအနေနဲ့ကကြတော့ဒီ international woman day မှာကြတော့စတဲ့ campaign ကကြတော့ဒီဒီလို norms တွေကမဟုတ်နေဘူးဆိုတာကိုပြောချင်တာ highlight ပေါ့နော် သူကဟိုထမိန်ဆိုတာဒါဘုံမဟုတ်ထမိန်နေနေပစိုးနေနေစကတ်နေနေပါနေဘယ်ဟာနေဒါအဝတ်တခုပဲဒါဂျန်ဒါရိုးစီကိုဘာမှတတ်မှတ်စရာလည်းမလိုဘူးဘာမှဖုံးလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဘသူနေနေဒါခေါင်းဆော့လည်းဘာမှမဖြစ်ဘူးပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့တော့ကမ်ပိန်းတွေလုပ်ကြရပေါ့နော်ဒါအဲ့တော့အဲ့မှာကျတော့ပြောရရင်ဒါ positively ပေါ့နော်ဟိုဒါကိုလူတွေဘလို့မြင်လဲဆိုတဲ့ဟာကိုချွာပြီးတည်သွားတယ်တော်တော်များများလည်းပါဝင်ကြရတယ်ပေါ့နော် involve ဖြစ်တယ်ဆိုတော့အဲ့ဒါတော့ဟို ကောင်းတဲ့အချက်ပေါ့နော်ဟိုပထမတစ်ခုအနေနဲ့ပဲဒါအမျိုးသမီးအစုအဖွဲ့တွေရဲ့လုပ်တဲ့ campaign ပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းအဲ့ဒါကိုလည်း sensitive ဖြစ်တဲ့ဟာတွေလည်းရှိတယ်ပေါ့နော်။ဒါကြောင့်မလို့လဲဆိုတော့ကျွန်တော်တို့ကဒါ campaign ဖြစ်တဲ့အတွက်ဒါ nonviolent movement မှာတော့ဒါပြည်သူလူထုကို message ပေးရတာကိုဖြည်းဖြည်းချင်းပေါ့နော်။အဲ့တော့အဲ့ဒီမှာကျွန်တော်တို့နိုင်ငံရဲ့အဓိကဖြစ်တဲ့ပြဿနာကဘာလဲဆိုတော့ဒီ knowledge level တွေမှာတယောက်နဲ့တယောက်ကဟိုမတူညီကြတဲ့အချိန်မှာ ဟိုအရာအားလုံးကိုကာပါဖြစ်တဲ့ campaign တွေကမလုပ်နိုင်ဘူးဒါတော့အယိုးသားဆုံးပြောတာပေါ့နော်ဘယ်တော့ပဲတော်တဲ့ campaign နေနေအဲလူတန်းဆိုဘာလို့လဲဆိုတော့ဒီအဲ့မှာ campaign ကိုလုံးလုံးမဲ့ချိန်မှာဆိုဟို NGO NGO စကားတွေပြောတော့မဟုတ်ဘူးပေါ့နော်ဒီ target အသွားတဲ့ဟာမှာဆိုရင်သူက အများကြီးရှိတာဟုတ်သူ class social class အရာစဉ်းစားတယ်အပြင်ဘာသာရေးလွှမ်းမိုးခံရတဲ့ဟာတွေပြင်လူမှုရေးအရာလွှမ်းမိုးခံရတဲ့ဟာတွေဒါမျိုးကိစ္စတွေကလည်းအများကြီးရှိတဲ့အတွက်လူတိုင်းတော့ဟိုဒီနီးနာတစ်ခုတည်းနဲ့ campaign နဲ့တော့ cover လုပ်လို့တော့မရအောင်ပေါ့အဲ့မှာလည်း backlash တွေနည်းနည်းရှိတယ်ကျွန်တော်တို့မြင်ရတဲ့ဟာပေါ့နော်အဲဒါပေမဲ့ backlash တွေကထူးဆန်းတာဗာလဲဆိုတော့အဲ community ထဲမှာရှိတဲ့အတိုင်းအဝိုင်းမဟုတ်ဘဲနဲ့ပညာတတ်အတိုင်းအဝိုင်းဖြစ်နေ ဒီနေ့တဲ့တိုင်းဝိုင်းဆိုတော့နိုင်ငံရေးတက်ကြောက်လှူရှားသူတို့ပြီးရင်အဲ့လိုမျိုးပေါ့နော် opportunity ရလို့နိုင်ငံခြားတွေမှာကြောင်းနေသွားတဲ့အဲ့လိုမျိုးပေါ့နော်ဒီဒီဒီအတိုင်းဝိုင်းနဲ့လူတွေကဖြစ်နေရပေါ့နော်အဲ့တော့ဟိုအဲ့လူတွေကကြာဒါလက်လက်မခံဆက်ဆက်တိမခံနိုင်ဘူးပေါ့နော်အမျိုးသမီးကိစ္စတွေ highlight လုပ်ပြန်ပြီဆိုတော့ကျွန်တော်တို့ကစဉ်းစားစရာဖြစ်လာအဲ့တော့ community ရဒီ norms တွေကိုလက်ခံတာလားဒါမှမဟုတ်ဒီ patriarchy ရပဲကျွန်တော်တို့ differently ဒီထဲမှာဝင်ပြီးတော့ဒါကြီးကိုပုံဖော်နေပြီလားဆိုတာကျွန်တော်တို့စဉ်းစားစရာဖြစ်လာပြီပေါ့เนาะအဲ့တော့ ဥပမာထားလိုက်ပါတော့ဒီဒီဟာဆိုရင်ဒီအဲဒီတမိန်ကိစ္စပဲပြောပြောပက်ကိစ္စတွေပဲပြောပြောဒီဟာပေါ့နော်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဒီအခုကျွန်တော်တို့ကပြန်ကက်တဂိုရီလိုက်ပြန်ကြည့်လိုက်တယ်ဆိုရင်ဒီဟာကိုလက်မခံနိုင်မင်းနဲ့အရန်ခါခါတီတီဖြစ်နေတဲ့သူတွေဒီတော်တော်များများကြည့်အမျိုးသားလည်းဖြစ်နိုင်တယ်မျိုးသမီးလည်းဖြစ်နိုင်တယ်ကျွန်တော်တို့ကအမျိုးသားတစ်ဖွဲ့ပဲပြီးတော့ non binary လည်းဖြစ်နိုင်တယ်ပေါ့နော်ဒီကိစ္စကိုအဲ့တော့ဒါအဓိကကတော့ patriarchy ကနေတက်မှတ်ထားတဲ့စံနှုန်းတွေပေါ်မှာကျွန်တော်တို့ကဟို privilege ဖြစ်နေယုံတာမကပါဘောเนาะတချို့ကတော့ privilege ဖြစ်လိမ့်မယ်တချို့က privilege မဖြစ်ဘူးသူတို့လည်းဖိနှိပ်ခံနေရတာဘောเนาะဖိနှိပ်ခံရတဲ့သူချင်းချင်းကြားထဲမှာကိုသူကဒီဟာပေါ်မှာ ဟိုလက်ခံတာပြီး normalize ဖြစ်နေတဲ့ဟာဆိုပြီးကျွန်တော်တို့ကမြင်ရတာပေါ့နော်အဲ့တော့အဲ့ဒါကြောင့်မို့လို့ community နဲ့လည်းမဆိုင်ဘူးအဲအဓိကတော့တစ်ဖက်မှာရှိတဲ့ social class ကိစ္စပို့ပြီးတော့ဆိုင်သွားရပေါ့နော်ဒီမှာလူတန်းစားကိစ္စပေါ့နော်ပြီးတော့ assets ဖြစ်တဲ့ဟာနဲ့ပြီးနောက်တစ်ခုကကြတော့ဒီ base မှာရှိတဲ့ drive လောက်ထားတဲ့ဟိုအကြောင်းအရာတွေအများကြီးရှိတယ်ပေါ့နော်ဘာသာရေးတို့လူမျိုးအဲ့လိုပြောလို့ကျွန်တော်ဘာသာရေးတွေလူမျိုးရေးတွေဟိုအရာမကောင်းဘူးလို့ပြောတာမဟုတ်ဘူးပေါ့နော်ဒီဟာတော့တော်တော်သွန်သင်တာတစ်ခုရှိလိမ့်မယ်ဒါပေမဲ့ဒီပုံပေါ်ထားတဲ့မှားတဲ့ norm တွေရဲ့ ဘေးမှာလည်းအဲ့လို factor တွေကအများကြီးရှိတဲ့ချိန်ရောက်တော့အဲ့တော့အဲ့ဒီပုံမှာပြန်ပြီးတော့ backlash ဖြစ်တာလည်းရှိတယ်ပေါ့နော်အဲ့တော့ဒါမဲ့ဘလိုပဲဖြစ်ဖြစ်အဲဒီကာလအတွင်းမှာလုပ်တဲ့ဒီပထမဆုံးလုံးဝတကယ် high campaign တခုလို့ပြောလို့ရတယ်ပေါ့နော်တန်တနိုင်ငံလုံးရှိပြီးလုပ်တဲ့ချိန်မှာတော့လူတွေရဲ့အတွေးခေါ်ကိုအများကြီးပြောင်းလဲသွားတယ်ဆိုတဲ့ပုံစံမျိုးလည်းမြင်ရတယ်ပေါ့နော်အဲ့တော့ဒါဒါမဲ့တစ်ဖက်ကကြတော့ပြန်ကြည့်ပြန်တော့လဲဒီ norms ကိုပဲသုံးပြီးတော့ စစ်အာဏာရှင်စနစ်တွေကိုဟိုဗာလဲစစ်အာဏာရှင်တွေကိုပြန်ပြီးတော့နှိမ်ချတဲ့ပုံစံမျိုးနဲ့လုပ်တာဖြစ်ပြန်ရောအဲ့ဒါကြတော့ကျွန်တော်တို့နိုင်ငံမှာမြန်မာပြည်ရဲ့အဓိကပြဿနာဗာလဲဆိုတော့အများတန်းလူတဦးတယောက်ကိုနှိမ်ချမယ်ဆိုရင်ကိုယ့်ရဲ့လူတွေတတ်မှတ်ထားတဲ့အကြောင်းအရာတွေပြီးတော့လူဒန်းစားတွေပေါ်မှာမူတည်ပြီးနှိမ်ချတာအဲ့ဒါတော်တော်ပြဿနာရှိတယ်ပေါ့နော်အထူးသဖြင့်အဲစကားပြောရင်ကောင်းကောင်းဟိုမပြောဘူး seriously မပြောဘူးဆိုရင်မိမ့်မလို့မိမ့်မရမပြောနဲ့ဒါမျိုးတွေပေါ့နော်ပြောချင်တာတော့အဲ့လိုပြောတာက seriously အဲ strong ဖြစ်ဖြစ် commitment ရှိရှိပေါ့နော်ဂတိဂတိမတီတာပေါ့နော်အဲအဲ့လိုမျိုးပြောရင်ဒါအမျိုးသမီးတွေကိုပြောလိုက်တယ်နောက်တစ်ခုကကြာရင် ခွေးစကားမပြောနဲ့ပေါ့ဒါမျိုးဆိုရင်လည်းဒါခွေးကကျွန်တော်တို့မြင်တာ object တစ်ခုပဲဟိုချစ်တဲ့လူအတွက်ကချစ်လိမ့်မယ်မချစ်တဲ့လူအတွက်ကြာရင်လည်းဒါမချစ်ကြဘူးပေါ့နော်ဒါပေမဲ့သူကခွေးဒီယုံညံ့တဲ့တတော်ဝါတစ်ခုလို့မဟုတ်ဘူးပေါ့နော်ဒါမျိုးလည်းရှိတယ်ပေါ့နော်ကျွန်တော်ဒါဥပမာအနေနဲ့ပြောတာပေါ့နော်ပြီးနောက်တစ်ခုဆိုလဲဘောလုံးပွဲ ကြည့်တဲ့သူတွေကြားရတဲ့မှာဆိုလဲအများအားရှိတယ်ဗောနော်ဟိုမန်ယူကြိုက်တဲ့လူတွေဆိုလဲစိုက်ကားသမားဆိုပြောချင်တာသူကနန်းနေတာဗောနော်စိုက်ကားသမားဒီ very low club a class ကနေလာတယ်အဲ့တော့သူကအဲ့ကြည့်တဲ့လူပြီးွားရင်လဲတခြားဘောလုံးသင်းဆိုလဲ Chelsea လို့ပါလို့ဆိုလဲအဲ့လိုဗောနော်ဟို maker ဆိုင်ညီမလေးတွေတော့ဟိုဟာသူအဓိကသူကလူတွေကိုနားစေခြင်းနဲ့ဆိုရင်အဲ့လူလူမှုအတိုင်းဝိုင်းကနေပုံဖော်ထားတဲ့သူတို့ပြောတဲ့အားနည်းတဲ့အရာနှိမ်ချတဲ့အရာဆင်းရဲတဲ့အရာဆိုတဲ့ပုံစံမျိုးနဲ့ကင်ပြီးတော့လူလူတွေကိုနှိမ်ချပစ်လိုက်တာ အဲ့တော့အဲ့ဒီအဲ့ဒီ norms ကကြတော့ငိုတဲ့ကဓက်ခံရှိတယ်ကျွန်တော်တို့နိုင်ငံပြောရရင်တော့ဟိုကဒဲပေါ့နော် အာမနာရှာမီလို့ပြောကျွန်တော်တတိတော့မကောင်းဘူးကျွန်တော်တို့နိုင်ငံမှာပေါ့နော် foundation อ่ะပေါ့နော်ပြည်တနာဘာသာတရားတွေတော့ထုံကားပြီးမယ် foundation တော်တော်ညံ့နေတယ်မှာပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုဒီကာလမှာပြန်သုံးတာအဲ့တော့ဆေယနာရှင်စနစ်ကိုစန့်ကျင်တဲ့ချိန်မှာဆေယနာရှင်เนี่ยဟုတ်တယ်အဲငကိုတဲ့ကွာ patriarchy တအားအကောင်းတဲ့အတွက်မျိုးသမီးကိစ္စတွေဆိုရင်ဒါကိုသူများထက်ပိုပြီးတော့နားတယ် ်ထမိန်တန်းနေကိုအဲဒီရိုးရိုးစန္ဒပြရတဲ့အချိန်မှာအလံလိုလွှင့်ထားတဲ့ချိန်မှာသူတို့အဲ့အောက်မဝင်ရဲဘူး။ဘာလို့ဆိုသူတို့က patriarchy ကိစ္စကိုပြောတဲ့အချိန်မှာသူတို့ဒီ practitioner ရော privilege ရောအမြင့်ဆုံးဆိုသူတို့ကပိုကြောက်တယ်။ကြောက်တဲ့အတွက်သူတို့နီးနာအနေနဲ့ဒီကောင်တွေကကြောက်လို့ဆိုပြီးတော့အလံလွှင့်တာကတော့ဟိုချက်ချင်းတော့အလုတ်ဖြစ်တယ်လို့တော့ဖြစ်လိမ့်မယ်။ဟိုပါပေါ့နော်။ထားပါတော့ဟိုလူတွေကိုရိုက်ဖို့နှက်ဖို့လာတဲ့အချိန်မှာထမိန်တန်းနေမြင်တော့ရှောင်သွားတာတို့နောက်ဆုတ်ပြေးသွားတာတို့ဖြစ်လိမ့်မယ်။ဒါပေမဲ့အဲ့ဒါကြီးက အဲပြောရရင်တော့တကယ်ဟိုရှိတရားအရပြောရအောင်ကောင်းတဲ့အချက်တော့မဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုကငကိုတော့ညခေါင်းပေါ်တင်ပြီးတော့ဟိုဒါဘုံမဟုတ်ပါဘူးဒီကိစ္စဒီရိုးရိုးအဝတ်ပဲလို့ပြောပြီးနောက်တစ်ခုကျတခြားတစ်ဖက်မှာပဲကိုကဒီ tactics ကိုပြန်သုံးတာပေါ့နော်နှိမ့်ချတဲ့အနေနဲ့ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီတန်နေရာထဲမှာပဲပြန်လဲမယ်ဆိုတော့အဲ့တော့ဟို non violence ကိစ္စမှာပဲဖြစ်ဖြစ်တခြား high မှာပဲဖြစ်ဖြစ်နီးနာတွေရှိပြီးတော့ social media တွေမှာပေါ့နော်တင်ကြရတယ်ပေါ့နော်ဟို ဓာတ်ပုံတွေပေါ်မှာအဲ့လိုထမိန်တွေကောင်းဆုတ်ပြီးတော့တင်လိုက်တယ်ဆိုရင်နဲ့နှိမ်သွားရတယ်ဆိုတော့အဓိကကျွန်တော်တို့ကအရှိမကိုကဖြီးပြီးတော့ကိုပဲပြန်ရှုပ်ပြန်ရောနောက်တစ်ဖက်မှာပေါ့နော်အဲ့တော့အပြက်တနာဟိုကျွန်တော်တို့ဒီဘက်တော်လိုင်းဘက်ကအတိုင်းဝိုင်းမှာအများကြီးဖြစ်နေတာပေါ့နော်အဲ့တော့ဟိုပြောင်းလဲတဲ့ဟာတော့အရှိမတော့တော်တော်လေးတော့ကောင်းသွားတယ်လို့လို့တော့ရှိပေမဲ့ကျွန်တော်တို့ဘက်ကတက်ခံကိုကဟိုကမ်ပိန်းအဆင့်မှာပဲရှိသေးတယ်တကယ် ideology အရချိန်သွားတာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်တခုခုကိစ္စဖြစ်ပြီးဟေးဆိုရင်မဖုံးနိုင်မပြီးနိုင် အဲပေါ်လာတယ်ပေါ့နော်ငိုကိုတုံးကလေးကတက်ခံနေပေါ့နော်ဒီကိစ္စတွေမှာဟိုပြောရရင်ပေါ့နော်ဥပမာတွေကတော့အများကြီးရှိရပေါ့နော်ကျွန်တော် individual အနေနဲ့ထောက်ပြရဲဆိုပြီးဖြစ်မှာဆိုလို့ပေါ့ဒါပေမဲ့ပေါ်လာတယ်ဒီစိရင်အမှန်လေးอ่ะအဲ့တော့ဒီဟာတွေကတော့ကျွန်တော်တို့ရှိနေတယ်ဆိုတဲ့ဟာပြန်ကြည့် indicator အနေနဲ့ပြန်တိုင်းကြည့်ရဲဆိုကျွန်တော်တို့တစ်ဖက်တစ်ဝက်လောက်ပဲခྱི་ရောက်နေပြီးတော့နောက်တစ်ဝက်မှာကျွန်တော်တို့တော်တော်လေးခྱི་ကိုနောက်ပြန်ဆွဲတဲ့ကိစ္စတွေရှိတယ်ပေါ့